ရီလင်္ကာနိုင်ငံကိုကဘာတိသွားစေတဲ့ပွဲတော်ကြီးတစ်ခုကတော့ဆွေတော်လှက်ပူဇော်ခံပွဲတော်ကြီးပဲဖြစ်ပါတယ်။ဒီပွဲတော်ကိုဘယ်လိုပဲပုံသူတို့ခင်းကျင်းကြတယ်လဲဆိုတာကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ။ဒေးလင်္ကာရဲ့ကဘာကျော်ဆွေတော်ပွဲတော်ကြီးကိုဗုဒ္ဓမြတ်ဆွေတော်အပူဇော်ခံထားရှိရာမြို့ဖြစ်တဲ့ကန်ဒီမြို့မှာဒေးလင်္ကာပြက်ကရင်ရအက်စလာလာကြရောက်လေးရှိတဲ့အင်္ဂလိပ်ပြက်ကရင်ဇူလိုင်လနဲ့အောက်တိုဘာလအတွင်းမှာဆွေတော်ပွဲကျင်းပလေးရှိပါတယ်။ဒေးလင်္ကာမှာရှိတဲ့ဗုဒ္ဓမြတ်ဆွေတော်ဟာလက်ဝဲအောက်ဆွေတော်ဖြစ်ပြီးတော့ဒေးလင်္ကာကိုဆွေတော်ရောက်ရှိလာချိန်ကနေဘီရင်အဆက်ဆက်ရဲ့နန်းတော်ဆိုင်ရာမြို့အသီးသီးမှာဆွေတော်တိုက်တွေထားရှိပြီးတော့တဘာတဲ့ပင်းဆောင်ကူးကွယ်ပူဇော်ခဲ့ကြရာကအခုချိန်မှာတော့ကန်ဒီမြို့ဆွေတော်တိုက်မှာပဲအစဉ်ကင်းဝင်နေပါတော့တယ်။ဆွေတော်ဖူးမြင်နိုင်ဖို့ဆွေတော်တိုက်ရှိရာကိုဖျားဖို့တွေက မနဲ့စောစောကလေးကတွားရောက်ဖူးမြော်ကြရလေးရှိပြီးဆွေတော်တီချာမြင်တွေ့ရတာမျိုးမဟုတ်ပေမဲ့ဆွေတော်သိန်းစေးရာကျုပ်ကိုမြင်တွေ့နိုင်ဖို့အတွက်ပူဇာဝိပုချိန်ဒီမှာတွားရောက်ကြရတာမျိုးပဲဖြစ်ပါတယ်ကန်ဒီအက်စလာပရဟရာ ဆွေတော်လှည့်လည်ပူဇော်ပွဲအခမ်းအနားရှိချိန် နေ့မှာတော့ဆွေတော်တိုက်ကိုဆော့ဆော့ပိတ်တက်လေးရှိသလိုအဲ့ဒီနေ့နေ့လေလောက်ခရေကဆွေတော်ပွဲကြီးစုဖူးမြော်လူသူတွေဟာနေရာကောင်းရဖို့လမ်းဘေးဝဲရာမှာနေရာဦးစောင့်ကြရတာဖြစ်ပါတယ်နေရာရောင်းစားကြသူတွေလည်းရှိသလိုဇေယောင်းဇေဝဲမျိုးစုံတွေလည်းမြင်ကြရပါလိမ့်မယ်လည်းကြောတန့်ရှင်ပြုတ်လုံနေပြီးတော့ခြေဝလာနဲ့တွားကြမှာဖြစ်လို့စူးနဲ့ကြိုက်လို့မျိုးတွေမရှိအောင်အထူးကြိုးစိုက်ကြတော့လေသတိထားမိပါတယ်။ ဆိုတော့ပင့်ဆောင်ရလန်တကျော်ရဲ့နေရာတိုင်းအထက်မြင့်အထက်နိုင်အားလုံးဟာပွဲကြည့်စဉ်လို့ဖြစ်သွားကြပြီးနိုင်ငံသားအဲ့တယ်တွေနဲ့ပြည်တွင်းဖျားဖူးတွေအကုန်လုံးလှုပ်လှရှားရှားစိတ်လှုပ်ရှားစွာနဲ့စောင့်စားကြရတာမျိုးပဲဖြစ်ပါတယ်။လုံကြုံရင်လည်းအထူးတင်းကျပ်မှုရှိပါတယ်။ကင်မရာရိတ်တာအစား flash သုံးတာမျိုးကိုသဘောမကျကြပါဘူး။ ဟိုတယ်ကြီးတွေကတော့သူတို့စီတဲခုကြတဲ့သူတွေအတွက်ဟိုတယ်ရှိဟိုတယ်ရန်နာတွေမှာခုံတွေခင်းပြီးတရားစီစဉ်ပေးတတ်ကြပါတယ်ကျွန်တော်တို့ဒီဟိုတယ်မှာတဲတွေအတွက်ကနေရာစီစဉ်ပေးတော့နေရာလာယူကြတော့เนาะနေ့လေကလေးကဆောင်းဆိုင်နေရာယူထားကြရပါပေမဲ့တကယ်တမ်းဆိုတော့လှည့်ချိန်ဟာည၈နာရီမှပဲစတင်ပါတယ် ေးလင်ကရဲ့မျက်စွေတော်ပွဲကိုတကမ္ဘာလုံးကခီးသွားတယ်တခုတ်တရလာတဲ့အကြောင်းကထူးခြားတဲ့ရိုးရအကအလှပြတင်ဆက်မှုတွေမိကစားအကအလှတွေစင်ကတွေရိုးရဒုတိယအုံပြတီးမှုတ်တာတွေကိုလူရင်အားကောင်းကောင်းနဲ့စီမံခင်းကျင်းသွားတာကြောင့်ပဲဖြစ်ပါတယ် ဆိုရတိုက်ထဲကနေတဖြည်းဖြည်းချင်းထွက်လာကြတာဖြစ်ပြီးတော့လူရင်အသုံးပြုမှုဟာထင်မှတ်မထားလောက်အောင်များပြားလှပါတယ်။ ကျတော့ထွက်လာချိန်မှာတော့လမ်းတစ်လျှောက်ကဖျားဖူးတွေဟာဥချကြတော့ဆူတောင်းပန်ကြပါတယ်။ ရှင်းနိုင်စက်ထွက်ကလေးကလူရင်းအများပြားတုံးခဲ့တယ်လို့ည7နာရီကျော်လောက်အထိတတုပ်ချင်းထွက်လာနေတုံးမှုအံ့ဩရပြီးတော့ည7နာရီတနာရီဝင်းကျင်ကမှမှဆွေရတက်ကနေထွက်တာပြီးစီးပါတယ်။ ဒူကြရဲ့ရိုးရဒလေးတွေနဲ့ဗုဒ္ဓမြတ်စွာဘုရားပူဇော်ပွဲကြီးဟာတချိန်ကတီဟိုကျွန်းဖြစ်ခဲ့တဲ့သီရိလင်္ကာနိုင်ငံအတွက်တော့အလေးမြတ်ထားပြင်ဆင်ခင်းကျင်းကြတဲ့ပွဲတော်ကြီးတစ်ခုဖြစ်တယ်လို့ကမ္ဘာကသီရိလင်္ကာနိုင်ငံကိုပိုတည်သွားစေလောက်အောင်ဖြစ်ရတဲ့ပွဲတော်လည်းဖြစ်ပါတယ်။နာမည်ဇူလိုင်လအတွင်းမှာဒီနှစ်အတွက်ဆွေတော်ပွဲကြီးသီရိလင်္ကာမှာတစ်ခါပြန်ကျင်းပတော့မှာမို့သီရိလင်္ကာရဲ့ဆွေတော်ပွဲကြီးဘားဆောင်ကမ္ဘာကျော်လေးသိရှိနိုင်ဖို့ကျွန်တော်တွေးကြံခဲ့တဲ့ပွဲတော်အကြောင်းကိုပြန်လည်ပြီးတော့ဝေမျှလိုက်ပါတယ်ခင်ဗျာ။ ခုလိုထူးခြားတဲ့ခီးသွွားအကြောင်းအရာတွေအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို follow and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာဒီဗီဒီယိုလေးနှစ်သက်သဘောကျရည်ဆိုရင်လည်း like လေးနှစ်ခဲပေးပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟာ the traveler ပါခင်ဗျာ